ဟုတ်ကဲ့မင်္ဂလာပါ KSU Technology မှာကြိုဆိုပါရစေ။ကျွန်တော်ဒီဗီဒီယိုမှာဆိုရင်တော့ကျွန်တော်ဒီ product တွေကိုအဲကျွန်တော် Excel file နဲ့ import လုပ်ပေးနေလေးကိုပြပေးမှာဖြစ်ပါတယ်။အဲကျွန်တော်ဒီ import လုပ်ဖို့အတွက်ဆိုရင်ကျွန်တော်ဒီ product out ကအဲကျွန်တော်ဒီ beta က product လေးကိုတွားလိုက်မယ်ပေါ့နော် product out မှာအဲကျွန်တော်ဒီ import product ဆိုတာလေးရှိရပါတော့။အဲလေးဝင်လိုက်မယ်။အဲမှာဆိုရင်ကျွန်တော်ဒီမှာ download template file ဆိုတာလေးရှိရပါတော့။ဒီ download template file ကို download ဆွဲလိုက်ပြဆိုရင်အဲကျွန်တော်ဒီ Excel file download ဆွဲအောင်မယ်ပေါ့နော်။ဒီ Excel file ကိုကျွန်တော်ဖွင့်လိုက်မယ်ပေါ့နော်။ ကျွန်တော်ဒီ excel file ဖွင့်လိုက်ပြီဆိုရင်ကျွန်တော်ပထမအဆုံးအနေနဲ့ product name ရှိမှာပေါ့နော်အဲကျွန်တော်ဒီမှာ product နာမည်ပေါ့နော် demo product ပေါ့နော် name ရှိမယ်အဲပြီးရင်ကျွန်တော်ဒီထည့်ထားခဲ့တဲ့ product ရဲ့အဲကျွန်တော်ဒီမှာ brand ရှိမယ်ပေါ့နော် brand နာမည်ထည့်ပေးမယ်အဲကျွန်တော်ပြီးရဲ့ခါကျရင် product ရဲ့အဲကျွန်တော်ဒီ unit နာမည်ပေါ့နော် ပြီးရင်ကျွန်တော်ဒီ product ကိုကျွန်တော်ဒီ category ထွဲခြင်းနဲ့ဆိုလဲကျွန်တော်ဒီမှာ category နာမည်ကြိုပြီးတော့ထည့်ထားခဲ့လို့ရတယ် sub category ရှိရဲဆိုလဲအဲကျွန်တော်ဒီ sub category ကြိုပြီးတော့ထည့်ထားခဲ့လို့ရပါဘောနော်အဲပြီးရင်ကျွန်တော်ဒီမှာ code number ပေါ့နော်သူရဲ့ code number အဲကျွန်တော်ဒီမှာ code number သတ်မှတ်ခြင်းနဲ့ဆိုရင်တခါတည်း code number ကြိုပြီးတော့သတ်မှတ်ခဲ့လို့ရမယ်ပြီးရင် barcode type မျိုးစားပေါ့နော်ဒီ barcode type မျိုးစားကိုကြည့်ရင်လဲဆိုရင်เนาะကျွန်တော်ဒီမှာတွားပြီးတော့ barcode type ပေါ့နော်အဲကျွန်တော်ဒီ barcode type မှာဘာတွေထည့်လို့ရမလဲဆိုရင် barcode type သွားကြည့်လိုက်လို့ရတယ်ဗောနော်အဲဆိုရင် currently support မှာကျွန်တော်ဒီထည့်ကျင်တဲ့ဟာမှာကျွန်တော်ဒီနာမည်ဗောနော် C128 C39 ကျွန်တော်ဒီသုံးကျင်တဲ့ဘာကုတ်အမျိုးအစားလေးတွေကိုထည့်ပေးခဲ့ရမှာဗောနော်အဲပြီးရင်နောက်နေရာမှာဆိုရင် manager ဗောနော် yes ဆိုရင်1 no ဆိုရင်0ဗောနော်အဲကျွန်တော်ဒီ instruction လေးကိုဖတ်ပြီးတော့အဲကျွန်တော်ဒီ excel file မှာဖြည့်ပေးရမှာဗောနော်အဲ့တော့အာကျွန်တော်ဒီဘာကုတ်တိုင်းမှာအာထားနေတဲ့ဟာအာ C128 ပေါ့နော် ဗန်ပေးတဲ့ခါကျရင်အဲတော့ဒီ manage တော့မှာ yes ဆိုရင် manage.yes1 ရေးပေးထားမယ်။ alert quantity မှာတော့ဒီသတ်မှတ်ခြင်းနဲ့ alert quantity ကိုအမောင်းကိုသတ်မှတ်ခဲ့လို့ရမယ်။အဲပြီးရင်တော့ဒီ selling price ပေါ့နော် selling price မှာမှာအဲကျွန်တော်ဒီ test မှာမှာ inclusive လား exclusive လားဆိုရင်အဲကျွန်တော်ဒီမှာတကူထွေးပြီးတော့ထည့်ပေးခဲ့ရမှာပေါ့နော် enclosure ဆိုပြီးရှိမယ်အဲပြီး product မျိုးစားမှာကျော single လား variable လားပေါ့နော် single ဆိုရင် single ဆိုပြီးထည့်ပေးရမယ်ဒါကျွန်တော်တကယ်ယူ variation ရွေးခဲ့ရပေါ့နော်အဲကျွန်တော်ဒီမှာ variation ပေါ့နော် variable ပေါ့နော် variable ပေါ့နော် variable ဆိုပြီးထည့်ပေးမယ်အဲပြီးရင်အဲကျွန်တော်ဒီ variable မှာမှာ variable name ကဥပမာခုနကကျွန်တော်ဒီအဲ variation ကျော်ဒီ master data ထည့်တဲ့ video မှာပြထားတဲ့ကျော်ဒီ variation တွေဖြည့်ထားတဲ့နာမည်ကိုပေါ့နော်အဲအဲ့ဒီနာမည်တွေကိုကျော်ဒီမှာပြန်ပြီးတော့သုံးလို့ရတယ်ပေါ့နော်ကျော်သုံးနေတဲ့ variation နာမည်ကိုထည့်ပေးလိုက်မယ်အဲပြီးရင် variation မှာမှအဲကျော်ဒီထည့်ထားတဲ့ဟာမှာဥပမာဆိုရင်ကျော် size ပေါ့နော် size မှာမှာအဲကျော်ဒီ excel ရှိမယ် small ရှိမယ် small ပြီးရင်ကျော်ဒီမှာဒီလိုဘားလေးနဲ့ရှားချပေးရမှာပေါ့နော် uh, is a uh, dot e small extra small being large being a ဆိုတော့နော်အဲဒီလိုမျိုးဆိုတော့ ठी ထည့်ပေးရအဲ့လေးခုအတွက်ကိုတော့ဒီမှာ copy ခူးလိုက်မယ်နော်အဲပြီးရင်ကျွန်တော်ဒီ variation SKU မှာဆိုရင်တခုချင်းစီ SKU ကိုတတ်မှတ်ချင်တယ်ဆိုရင်ကျွန်တော်ဒီမှာ SKU တခုချင်းစီအလိုက်အတွက်ကိုကျွန်တော်ဒီမှာတစ်ခါတည်းထည့်ရမှာပေါ့နော်80အတွက်ဆိုရင်အဲကျွန်တော်ဒီ001ဆိုပြီးထားရမှာပေါ့နော် uh, left side ပြောဆိုရင်002ပေါ့နော်အဲပြီးရင်အဲဒီ small dot ဆိုရင်003အဲ small dot ဆိုရင်ကျတော့004ဟုတ်နော်အဲဒီလိုမျိုးထားရမှာပေါ့နော်အဲ single product မှာတော့ကျွန်တော်တရားတွေကကြော်ဝိုင်းရမှာပေါ့နော်ထည့်စရာမလိုဘူးပေါ့နော်အဲပြီးတဲ့ခါကျရင်အဲကျွန်တော်ဒီလိုပဲဝယ်ဈေးရောင်းဈေးတွေကိုလည်းတတ်မှတ်တဲ့ခါကျရင် variation မှာဆိုရင်ဒီလိုပဲဘားလေးတွေချပြီးတော့တတ်မှတ်ပြရမှာပေါ့နော် extra small မှာဆိုရင်အဲကျွန်တော်1000ပေါ့နော် ောင်းနှောင်းလည်းဝယ်တယ်အဲကျွန်တော် left side မှာဆိုလဲတောင်းနှထောင်းလည်းဝယ်တယ်ပေါ့နော်ပြီး extra saw မှာဆိုရင်ကျွန်တော်ဒီတောင်းတစ်ထောင်းပေါ့နော်ပြီး small မှာဆိုရင်တောင်းပေါ့နော်အဲကျွန်တော်ထည့်ထားပြီးရမယ်အဲကျွန်တော်ဒီမှာဆိုရင်ကျတော့အဲ purchase price မှာဆိုရင်เนาะဒီတစ်ခုပဲထည့်ပေါ့နော်စင်ငယ်မှာဆိုရင်1000ထည့်ထားတယ် အဲ့ပြီးဒီဟာကတော့တူတူပဲပေါ့နော်တူတူပဲဖြစ်တဲ့အတွက်အဲကျွန်တော်ဒီပြန်ပြီးရော test ကောက်တယ်ဆိုရင်တော့ကျွန်တော်တခါတက်ပြီးတော့ထည့်ပြရအောင်နော် test မကောက်တာဖြစ်တဲ့အတွက်အဲကျွန်တော်ဒီ test မှာပါအောင်ဆိုရင်ကျွန်တော်ဒီအကူပြီးတော့ထည့်ပြလိုက်အောင်မယ်အဲ့ပြီး margin break ကိုလည်းကျွန်တော်တခါထည့်လို့ရတယ်ဒါမှမဟုတ် sell price ကိုပဲတတ်မှတ်ခြင်းလည်းရတယ်ပေါ့နော်ကျွန်တော်တခုထည့်ခဲ့ရပြီပေါ့နော်အဲဒီကောင်ကကျတော့ဒီရအောင်ပဲကျွန်တော်ပြန်ပြီးတော့ကူးထည့်ရအောင်ပေါ့နော် အဲ့ပြီးရင်ကျွန်တော်ရောင်းစေးလေးတစ်ချက်လိုက်ထည့်ပေးလိုက်ပါဘောနော်ဒီကျွန်တော်ဒီမှာ open list store ပါတစ်ခါဖြည့်ရင်လည်း open list store ထည့်ခဲ့လို့ရမယ် location နာမည်ထည့်မယ်ဆိုရင်လည်းကျွန်တော်ဒီ software မှာပြထားတဲ့အတိုင်းပဲကျွန်တော်ဒီ location software ကနေပြီးတော့မှကျွန်တော်ဒီ စက်တင်အောက်ကကျောင်းဒီ business location ဆိုတာလည်းရှိရပါတော့ဒီ business location ကကျောင်းဒီနာမည် name လေးကိုကူပြီးတော့ထည့်ပေးလိုက်ပါတော့เนาะအဲ့တော့ကျောင်းဒီမှာကျောင်းအခု sign နာမည်ကကျတော့ဒီကောင်ပေါ့เนาะအဲ့တော့ကျောင်းဒီမှာ location နာမည်ကိုထည့်ပေးလိုက်ပါတော့เนาะ okay အဲ့ဆိုရင်ကျွန်တော်ဒီမှာဖဲစီရပါကြအောင်လဲဆိုရင်အဲကျော်ဒီ variation product ကို inclusive ထည့်ပေးရမယ်အဲပြီးရင် manage store နဲ့အဲ allocate quantity ကိုထည့်ပေးမှာဖြစ်တဲ့တော့ manage store ပေါ့ကွာ allocate quantity ပါကျော်ဒီ0ပေါ့နော်ပြန်ကြော်နေ bug တိုက်ကလည်းအပေါ်အနေတူတူပဲဖြစ်တဲ့အတွက်ကြော်ရမ်း copy paste လုပ်မယ်။အဲပြန်ကြော်ဒီကောင်ကကျတော့ demo product 2ပေါ့နော်။ ော့ဒီ brand နေ category ကိုဒီအိုင်းမဲ့ပြန်ပြီးတော့ copy paste လုပ်လိုက်ပြီးရင်ကြော်ဒီ file ကိုကြော် save လုပ်လိုက်ပေါ့နော် save လုပ်ပြီးွားတဲ့ခါကျရင်အဲကြော်ဒီ file ကိုထည့်ဖို့တော့ကိုကြော်ဒီ product out ကကြော်ဒီ import product ကိုပဲပြန်သွားမယ်ပြီးရဲ့ခါကျရင်ကြော်ဒီ choose file ယူမယ်ပြီးတဲ့ခါကျရင်ကြော်ဒီ file download ဆွဲထားတဲ့နေရာရဲ့ အဲကျွန်တော် open လုပ်လိုက်ပါเนาะအဲဆိုရင်ကျောင်းဒီမှာကျွန်တော်ထည့်ထားတဲ့ file ရောက်လာပြီပြီးရင်ကျောင်းဒီမှာ submit နှိပ်လိုက်ပါเนาะကျွန်တော် error တစ်ခုခုရှိခဲ့တယ်ဆိုရင်ကျောင်းဒီမှာဘယ် error ဖြစ်တယ်ဆိုတာကိုကျောင်းဒီမှာပေါ်လာမှာပေါ့เนาะအခုတော့ကျွန်တော်ဝင်သွားပြီဖြစ်တဲ့အတွက်ကျောင်းဒီ list product မှာပြန်ပြီးဝင်ကြည့်လိုက်မှာအဲဆိုရင်ကျောင်းဒီမှာ demo product ပေါ့เนาะကျောင်းဒီမှာဆိုရင် demo product 1နဲ့2ပဲရှိတယ်အဲဒီကျွန်တော်ဒီ demo product 2ဆိုရင်ကျွန်တော် variation နေနဲ့ထည့်ထားဖြစ်တဲ့အတွက် variation နေနဲ့ပေါ့မယ်ထည့်ထားခဲ့တဲ့ code number တွေလည်းအဲကျွန်တော်အကုန်ဝင်နေပြီပေါ့เนาะ အဲပြီးတဲ့ခါကျရင်ကျွန်တော်ဒီ demo product မှာဆိုရင်ကျတော့ကျွန်တော်ဒီ demo product တခုတည်းဖြစ်တဲ့ dress single product အနေနဲ့ဝင်လာမယ်ပေါ့နော်အဲဒီလိုမျိုးကျတော့ဒီ product တွေအများကြီးကို excel file အနေနဲ့ design ထည့်လို့ရမှာပေါ့နော်